စူပါလေဒီယားဒီလိုဗျစူပါလေဒီယားကျွန်တော်ရေးခဲ့တာကရောက်ခမတစီဆိုရဲနာမည်နဲ့ကျွန်တော်ရေးခဲ့တာရေးခဲ့ပြီးတော့2020မှာကျွန်တော်အဲ့ဒီကားကို launch လုပ်ခဲ့တယ်ထွန်ထွန်အဲဆုံးမြတ်သူစားတင်စာဝင်းကျော်နောက်လှနှုထွန်ဆိုပြီးတော့ launch လုပ်ခဲ့တယ်မဆိုကြီးကအဲ့ဇာတ်ကိုအရန်ကြိုက်တယ်အရန်ကြိုက်တော့တွေ့တိုင်းကျွန်တော်မေးတယ် ကိုညိုရောက်ခမတစီရိုက်ရအောင်ရောက်ခမတစီရိုက်ကြမယ်လေတွေ့တိုင်းပြောတယ်နောက်ကြသူလည်းစိတ်မရှိတော့လို့ထင်ပါတယ်ကိုညိုမရိုက်တော့ဘူးဆိုရင်လည်းအမအကိုမာယူပေးမလားတဲ့ဆိုတော့ကဲအမအဲ့လောက်ရိုက်ရှင်တော့လေရိုက်လိုက်တော့ကျွန်တော်မရိုက်တော့ဘူးဆိုပြီးတော့စိတ်ဆုံးဖြတ်ပြီးတော့မာကြီးဆိုကိုပေးလိုက်တယ်ပေးလိုက်ပြီးတော့မာကြီးဆိုဆက်ပြီးတော့ကိုဇော်အာယုံနဲ့ရိုက်တယ်ဗောနော်ကိုဇော်အာယုံနဲ့ရိုက်ဇလန်ပလော့တွေနည်းနည်းပြန်ပြင်တယ်လို့လည်းကြားတယ်ဒါပေမဲ့ကျွန်တော်စိတ်ကိုအိုက်ကားကိုစိတ်ကိုဖြတ်ခဲ့ပြီးသား ကျွန်တော်မရိုက်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ပေးလိုက်ပြီးကလေးကဒါကျွန်တော်နဲ့မဆိုင်တော့ဘူးသူတို့ဘာသူတို့ဇာညုံဘလိုပဲပြင်ပြင်နာမည်ပဲပြောင်းပြောင်းဒါကျွန်တော်နဲ့မဆိုင်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ကျွန်တော်အိုက်ကအပီးလက်ကိုမကြည့်တော့တာ ပါလေဒီရဒီလိုဗျဆူပါလေဒီရကျွန်တော်ရေးခဲ့တာကရောက်ခမတစေဆိုတဲ့နာမည်နဲ့ကျွန်တော်ရေးခဲ့တာရေးခဲ့ပြီးတော့2020မှာကျွန်တော်အဲ့ဒီကားကို launch လုပ်ခဲ့တယ်ထွန်ထွန်အဲဆုမြတ်သူစာတင်စာဝင်းကျော်နောက်လှနှုထွန်ဆိုပြီးတော့ launch လုပ်ခဲ့တယ် launch လုပ်ခဲ့တဲ့အချိန်မှာပြီးလဲပြီးတော့ရိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ covid စဖြစ်ပြီးတော့ pending ဖြစ်သွား pending ဖြစ်သွားတော့မရိုက်ဖြစ်တော့ရိုက်ဖြစ်သွားတဲ့အခါကျတော့ အာတော်တော်များများလဲမေးကြတယ်မဆိုကြီးကအိဇက်ကိုအရန်ကြိုက်တယ်အရန်ကြိုက်တော့တွေ့တိုင်းကျွန်တော်မေးတယ်ကိုညိုရောက်ခမတစီရိုက်ရအောင်ရောက်ခမတစီရိုက်ကြမယ်လေတွေ့တိုင်းပြောတယ်ကျွန်တော်တင်တန်ဝင်းကြောင်နဲ့ကြောင်ညာထားပြီးသားဟာကိုမင်းသမီးပြောင်းရိုက်တာမျိုးကျွန်တော်မလုပ်ချင်ဘူးတကယ်လို့များကျွန်တော်မင်းသမီးပြောင်းရိုက်လိုက်တယ်လို့သူပြန်ကြားလို့ရှင်သူအရန်စိတ်ထကြသွားလိမ့်မယ်အဲ့လိုမျိုးတော့ကျွန်တော်မလုပ်ချင်ဘူးအားကြောင့်ကျွန်တော်မရိုက်တာလို့ဆိုပြီးတော့ထားထားလိုက်တယ်ပေါ့ နောက်အမအတွေ့အတိုင်းကျွန်တော်ပြောရိုက်မယ်ရိုက်မယ်နောက်ကျသူလည်းစိတ်မရှိတော့လို့ထင်ပါတယ်ကိုညိုမရိုက်တော့ဘူးဆိုရင်လည်းအမကိုမယူပေးမလားတဲ့ဆိုတော့ကဲအမအဲ့လောက်ရိုက်ရှင်တော့လေရိုက်လိုက်တော့ကျွန်တော်မရိုက်တော့ဘူးဆိုပြီးတော့စိတ်ဆုံးဖြတ်ပြီးတော့မာကြီးဆိုးကိုပေးလိုက်တယ်ပေးလိုက်ပြီးတော့မာကြီးဆိုးဆက်ပြီးတော့ကိုဇော်အာယုံနဲ့ရိုက်တယ်ဗောနော်ကိုဇော်အာယုံနဲ့ရိုက်ဇလန်ပလော့တွေနည်းနည်းပြန်ပြင်တယ်လို့လည်းကြားတယ်ဒါပေမဲ့ကျွန်တော်စိတ်ကိုအိုက်ကားကိုစိတ်ကိုဖြတ်ခဲ့ပြီးသား ကျွန်တော်မရိုက်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ပေးလိုက်ပြီးကတည်းကဒါကကျွန်တော်နဲ့မဆိုင်တော့ဘူးသူတို့ဘာသူတို့ဇာညုံဘလို့ပဲပြင်ပြင်နာမည်ပဲပြောင်းပြောင်းဒါကျွန်တော်နဲ့မဆိုင်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ကျွန်တော်အိုက်ကအပီးလက်ကိုမကြည့်တော့တာ အများကြီးပဲပြောင်းသွားတာပါတယ်ကြည့်လိုက်တော့ငါးဆန်လန်းတွေမှာဒါတွေမပါပါလားပေါ့ငါးဆန်လန်းတွေမှာဒီလိုဘလော့တွေမပါပါလားပေါ့ဒါတော့ပါပဲကျန်တာတော့ဘာမှဖြစ်ပါဘူးဒါကတော့ကျွန်တော်လည်းသူများဆက်ဝယ်ရရင်ပြင်တာပါပဲအဲ့တော့သူများလည်းကိုယ်ဆက်ဝယ်ရရင်ပြင်ပြင်ပါပေါ့ဒီသဘောပါပဲဒီပုံမှာလည်းလိုက်ပြီးတော့ပြောစင်ပြောစရာလည်းမရှိပါဘူးကျွန်တော်လည်းသူများဆက်ဝယ်ရရင်ကိုပြင်နေတာရှိရင်ပြင်ပါပဲလေအဲ့တော့သူများကိုယ်ဆက်ဝယ်ရိုက်တဲ့အချိန်မှာလည်းသူတို့ပြင်နေတာပြင်ပါပေါ့မင်းတို့လူနာမျိုးကိုစောင့်မယ်ဆိုတာငါကြားပြီးတာဟဲ့လား အဲကြည်လာတော့ကြည်ပြစ်မှာပါဟိုသွားအပိပြစ်မှာပါဒါမဲ့ခုနပြောလို့ပေါ့နော်ဟိုဟာ50လမ်းကိုပြင်ထားတယ်ပါညာဆိုအဲ့လိုစိတ်မျိုးနဲ့သွားအပိမှာမဟုတ်ဘူးဒါ50လမ်းလေးကိုသူတို့ဘလို့ပြင်လိုက်လဲဆိုတာကိုသိကျင်စိတ်လေးနဲ့ပဲသွားအပိမှာကျွန်တော်ကတိတ်မနှမျောထပ်ဘူးအဲ့တော့တခုတော့ကျွန်တော်ကဒါဒါကြီးကငါတယူတရနဲ့မွေးထားတယ်အဲ့လိုကျွန်တော်ကတခုသွားနောက်တခုထပ်စဉ်းစားမယ်ဒီလိုနဲ့ပဲနေတဲ့ကောင်ဒီဇလန်းပေါ်မှာကျွန်တော်လိုက်ပြီးတော့အဲ့လိုတန်ရုံးစင်တွေတွေ့ပြီးတော့ ဒါငါရင်သွေးလေးတို့အဲ့လိုမျိုးတွေပါကျွန်တော်မရှိဘူးကျွန်တော်ရေးထားစာအတိုင်းပဲကိုကျင်းတ်လို့ရောင်းလိုက်ပြီးသားအေးသူကသူဘလို့ပဲပြင်ဆောက်ဆောက်ဘလို့ဘသူပဲတက်နေနေတာကျွန်တော်လည်းမဆိုင်တော့ဘူးဒီပေါ်မှာသွားပြီးတော့ဟာငါးဆက်လမ်းတော့ပြက်ပါပြီးတော့ငါးဆက်လမ်းမှာဓာတ်တွေမပါဘူးလို့ခံစားနေတော့ဘူးဒါကျွန်တော်စိတ်ကရှင်းတယ်ထုတ်လို့သူနဲ့လည်းခင်တယ်ကိုစော်ဆိုတာပြောစရာမလိုကျွန်တော်တို့ရဲ့စီနီယာကျွန်တော်တို့ရဲ့အကိုကြီးကိုစော်နဲ့လည်းခင်တယ် ကိုစော်ကြိုက်တယ်လို့ပြင်ရရင်ကျွန်တော်ဘာမှမဖြစ်တာကျွန်တော်နာမထိုးထုံးလို့ကျွန်တော်အဲ့ဒါကြီးခေါင်းထဲမှာမရှိဘူးကျွန်တော်ကတိုက်ပြီးတော့အဲ့လိုမျိုးနှမျောတတ်တဲ့သူမျိုးမဟုတ်ဘူးဒီတစ်ခုသွားပြီလားโอเคနောက်တစ်ခုငါအသက်စဉ်းစားမယ်ဒါပဲဟုတ်လားလေဘာလို့တန်နေထွက်နေရလဲဟာကအတန်ထွက်နေတာငါစီရအမြင်မအောင်အပြစ်တကတကယ်မမြင်ပါဘူးပိုစတာကြည့်လိုက်တော့ငါကားထဲမှာငါဇလန်းထဲမှာဒါတွေမပါပါလားဗောနော် ဒီဟို၃ဘိန်းဆက်ကန်ဆက်ဘိန်းလေးနေတာပါအဲ့ပုံငါဇာလန်နဲ့တော့ဒါကြီးမပါပါလားဘယ်လိုဖြစ်သွားပါလဲဒီလောက်ပါပဲတန်တော့ဘာမှဖြစ်ပါဘူးတကယ်ဘာမှမဖြစ်ဘူးဒီဟာနဲ့ပတ်သက်လို့နှမျောစိမ့်လည်းမရှိဘူးအာငါဇာလန်ကိုပြင်ပလိုက်တယ်ဆိုတာလည်းမရှိဘူးဘာမှမရှိဘူးခင်ဗျားတွေကလာမေးကြလို့ဒါကျွန်တော် post တင်ထားတာကိုညိုရေးတာလားဆိုတော့ဟုတ်တယ်ကျွန်တော်ရေးခဲ့တော့ငါဒီလိုအခုရောင်းလိုက်တဲ့အချိန်မှာဒီလိုပြင်လိုက်ပြီးတော့ဒီလိုထွက်လာတာဒါပဲပြောတာတန်တော့ဘာမှမရှိဘူးအဲထုတ်လို့သူကကျွန်တော်အနုပညာရေးပေးပါတယ်ကျွန်တော်ကမနှမျောတာဘူး အဲ့ဒါတကယ်ပြောတာကျွန်တော်ကဒီဇလန်ဆိုတာမျိုးတွေကိုအာကိုကျွန်တော်တို့ကဗျာကျွန်တော်ကဘယ်လိုစိတ်မျိုးလဲဆိုတော့ဒီတစ်ခုငါမှမရှိတော့ရယ်ငါနောက်တစ်ခုထရှာမယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်ကသွားကြင်တာဒီဇလန်တစ်ခုကငါဘွားမှာအကောင်းဆုံးဆိုပြီးတော့ဖက်တွယ်ထားတာမျိုးကြီးကိုကျွန်တော်မကြိုက်ဘူးအာဒါငါရင်သွေးတို့အာတယူတရတို့မရှိဘူးကျွန်တော်ကရှင်းရှင်းလေးမနှမျောတတ်ဘူးကျွန်တော်ဇလန်ဒီလိုမျိုးသူများရိုက်သွားတယ်โอเคကိစ္စမရှိဘူးငါမတူတဲ့ဟာတစ်ခုထပ်စမ်းစားပဲဒါပဲဒီဟာနဲ့ပတ်သက်လို့ပေါ့ပေါ့ပါပါ သေးချာကြည့်ရုပ်ကလည်းပေါက်တင်ညိုနဲ့အိမ်မြောင်နဲ့ဆက်ကြထားတဲ့ရုပ်အဲဒီရုပ်ကစမတပီချိုးချောလာလာလို့ခိုးပြေးသွားတယ်အတူချောလည်းလို့ပေါ့နော်ဟိုကျွန်တော်ဟိုဟာတာကားနဲ့တွဲမမြင်ထားဘူးပေါ့ဟာတာကားနဲ့တွဲမမြင်ထားတော့ဒီပုံကြည့်တဲ့အချိန်မှာဒါကုညိုရေးတာလားကုညိုရေးတာမဟုတ်ရဲ့လားဆိုတာမျိုးတော့လည်းရှိတာပေါ့တကယ်တော့ရောက်ခမတစီဆိုပြီးတော့ကျွန်တော်စပြီးရေးခဲ့တဲ့ဒုံကလည်း ကောမဒီတော့ကောမဒီပါဒါပေမဲ့နည်းနည်းဒါကောကောမဒီပေါ့အဲ့လိုမျိုးနည်းနည်းအရန်ဟာတာမျိုးကြီးတော့မဟုတ်ဘူးဒါကောမဒီပေါ့ဒါကောမဒီဆိုတာနည်းနည်းကောမဒီတဲ့နည်းနည်းခက်တယ်အဲ့လိုကောမဒီမျိုး ကျွန်တော်ရေးခဲ့တာဟုတ်ဒီလိုဖြစ်အောင်ဘယ်သူလောက်တာလဲနားရောက်တာနားရောက်တာဂလန်ချင်းနဲ့တအားလုံးဝတာလေတိလာတတာအချို့ကြတော့လည်းအဲ့လိုထင်ကြတယ်ဆိုတော့ဒါကကျွန်တော်2020တုန်းကကျွန်တော်ကိုယ်တိုင်ရိုက်ဖို့ရေးခဲ့တဲ့ dark comedy တစ်ခုပါ ဒါကောမဒီကအခုစူပါလေဒီအဖြစ်နဲ့ရိုးရိုးကောမဒီတခုဖြစ်သွားလဲပြဿနာမရှိပါဘူးကျွန်တော်ကတော့ဒါရှင်းတယ်လေကျွန်တော်ဒီဟာနဲ့ပတ်သက်လို့ထုတ်လုပ်သူကကျွန်တော်ကိုအနုပညာရှင်တခုကျွန်တော်ကိုပေးထားခဲ့ပြီးပြီကျွန်တော်ဒါနဲ့ဦးကြလက်ခံပြီးပါပြီဒါနဲ့ပတ်သက်လို့ဘသူဘလို့ပြင်ပြင်ကျွန်တော်အနေနဲ့အပြစ်တင်စရာလည်းမရှိဘူးဟိုနှမျောနေစရာလည်းမရှိဘူးငကိုတွေကစိတ်ဆုံးဖြတ်ပြီးတော့ကျွန်တော်ပေးလိုက်ပြီးသားကိစ္စကျွန်တော်လက်ကိုမကြည့်ဘူး